အဒီဗီဒီယိုကြည့်ပြီးဝယ်တဲ့လူကတော့ကျွန်တော်ဈေးသက်သက်သာနေရပါမယ်နော်အားလုံးမင်္ဂလာပါကျွန်တော်ကတော့ပေါ်ဖို့ကကိုရဲပါအဲ့တော့မိတ်ဆွေတို့ကိုဒီနေ့ကျွန်တော်အချိန်မှရှိတဲ့ inverter တစ်ခုတော့ comment လုပ်ချင်တယ်ပေါ့နော်ဒါလဲဆိုတော့ကျွန်တော်တို့အချိန်မှလည်းကျွန်တော်ဆိုင်ရာကလေးတွေဒါကိုဗီဒီယိုတင်ပြီးပြီအပန်းကသုံးလုံးပါတယ်ပါတယ်ဒါတရားတို့သတို့ဒီပန်းကဒီဟိုမှာပါတဲ့ function ကိုသတို့ရှင်းပြပေးတာပေါ့အဲ့တော့ဘာကြောင့်သုံးတယ်လဲဆိုတော့ကျွန်တော်ပြပြပေးမယ်ပြီးတော့ဈေးပါတစ်ခါလဲကျွန်တော်ဒီမှာ short ပေးမယ် ်ဒီဗီဒီယိုကြည့်ပြီးဝယ်တဲ့လူကတော့ကျွန်တော်ဈေးသက်သက်သာနဲ့ရမယ်เนาะအဲ့တော့ကြည့်မယ်ကျွန်တော်ဒီကောင်ပထမဆုံးကြီးလိုက်မယ်ဆိုရင်ပုံမှန်6 kW အထာပဲအဲ့လောက်အရာပဲပေါ့နော်သူ့ရဲ့ site ကအဲ့လောက်ပဲဘာမှ design တွေပါလဲမလောက်ဘူးသူတွေတူတူဘာမှလောက်ထားတာမရှိဘူးပုံမှန်ပဲကျွန်တော်ဒီကနေပြီးတော့ဒီမှာ screen ပါမယ်ဒီဒီအောက်မှာကျွန်တော်ထည့်လို့ရတဲ့အပေါက်တွေပါပေါ့နော်ဒီအောက်မှာအပေါက်တွေပါအဲ့တော့ခရီးသူဘာမှမရှိဘူးပေါ့နော်အဲ့လိုထင်ရတယ်ဒါပေမဲ့ ကျွန်တော်တခုတည်းထားမိတာဗာလဲဆိုတော့ကျွန်တော်တို့ကတော့ဗျာအင်မတာတွေကို၄နှစ်လောက်ရှိပြီကျွန်တော်တို့ကြည့်နေတာအင်မတာတစ်မျိုးကြီးတစ်မျိုးအစ်စ်ဝင်လာတစ်မျိုးတစ်မျိုးလာရဲအများကြီးရှိရဲပစ္စည်းကောင်းတဲ့ဟာဆိုဈေးအရန်ကြီးတယ်ပေါ့နော်ကျွန်တော်ပစ္စည်းအာမကောင်းတာတော့မဟုတ်ဘူးပုံမှန်ဟာတွေဆိုရင်ကျတော့ဈေးသက်သာတယ်အဲ့တော့ဒီကောင်ကဘာထူးခြားတဲ့တစ်ခုရှိလဲဆိုတော့ဒီမှာကျွန်တော်တို့ filter အပေါက်တွေပေါ့ဒီဒီအပေါက်တွေမှာကျွန်တော်ပုံမှန်အင်မတာတွေဆိုရင်ဒီမှာ filter မခံနာအောင်ဒါ filter ခံနာလို့ခေါ်တယ်ဒီမှာကျွန်တော်နက်နဲ့ကျွန်တော်တို့ထုတ်လို့ရတာပေါ့နော် ော်ဒီမှာ filter တစ်ခုခံထားတယ်တင်းကျွန်တော်ဒီမှာတစ်ခုခံထားတယ်ဟာဒီမှာတစ်ခုဒီမှာတစ်ခုတင်းကျွန်တော်တို့ဒီဘက်မှာလည်းတစ်ခုတင်းကျွန်တော်တို့ဒီဘက်မှာတစ်ခုထပ်ခံထားတယ်အဲ့တော့ filter တွေကကျွန်တော်တို့၄ခုတောင်ပါတယ်အမှန်တကယ်ဒီဟာထည့်ပေးလိုက်တဲ့ဆိုတာကျွန်တော်ဈေးအများကြီးမကုန်ပတ်စံအများကြီးမကုန်ဗျာအဲ့တော့ဒီလိုမျိုး view တစ်ဆိုင်လို့ပေးထားတဲ့ brand တစ်ခုဖြစ်တဲ့ပုံမှာကျွန်တော်အနေနဲ့သုံးသိမ့်တယ်လို့ထင်တယ်အဲ့တော့ inverter မဝယ်ရသေးတဲ့မိတ်ဆွေတွေရှိရဆိုရင်လည်းမဟုတ်ရင်ကိုနောက်တစ်နေရာမှာတက်စရာရှိရဆိုရင်လည်းဒီ inverter ကို အာကျွန်တော်ကတော့ recommend ပေးတယ်ဗျာကျွန်တော်တော့ကြိုက်နေပြီကျွန်တော်အိမ်မှာတက်ထားတဲ့ inverter ကိုဖြုတ်ပြီးကျွန်တော်ဒါတော့တက်ချင်နေပြီပေါ့နော်အဲ့တော့ဘာအတွက်နောက်ထပ်တက်ချင်တဲ့အရာနောက်တစ်ခုပါလဲဆိုတော့ तू ကအဲကျွန်တော်တို့ solar ကို2 swing ထည့်လို့ရတယ်ကျွန်တော် grow watt တို့ကတော့ပုံစံပဲ solar 2 swing ထည့်လို့ရတယ်ကျွန်တော်ဆန်ရကလေးတွေပြောဆိုလို့ပြောပန်က3လုံးပါတယ်အဲ့တော့ပန်က3လုံးပါတာဖြစ်တဲ့အတွက်ပန်က3လုံးရတာတစ်လုံးချင်းစီထည့်တာတော့3လုံးလုံးကိုကောင်းပြီးလေတာမဟုတ်ဘူး ဥပမာကျွန်တော်အပူချိန်တစ်ခုရောက်တယ်ဆိုရင်ပန်ကတစ်လုံးလည်မယ်နောက်တစ်ခုရောက်တယ်ဆိုရင်ပန်ကနောက်တစ်လုံးလည်မယ်အရန်ပူလာပြီဆိုမှကျွန်တော်ပန်ကသုံးလုံးလည်မယ်အဲ့တော့ပုံမှန်အပူချိန်မှာဒီပန်ကကအရန်နေတာမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပန်ကအတန်ငိမ့်မယ်ကျွန်တော်တို့အနာအရန်မဆူဘူးပေါ့ဗျာသိရမလားအဲ့တော့ဒီကောင်ရဲ့ build quality ကအလောက်ထိတောင်းတယ်ပြီးရင် inverter လည်းကျွန်တော်မြန်မာတွေအကြိုက်ပဲလေးတယ်ကျွန်တော်ပေါ်ပေါ်ချွတ်ချွတ်မရှိလေးတယ်လေးတယ်ဆိုတာဘာလို့လဲဆိုတော့အထဲထဲမှာသုံးထားတဲ့ quality ကောင်းလို့ပေါ့နော်ဒါကတော့ကျွန်တော်တို့ပုံမှန်တချို့ဟာတွေဆိုရင်ကျတော့ live pro 4လေးလေးပြပြမှာကြိုက်တဲ့လူတွေရှိရဒါပေမဲ့အထဲထဲမှာ JO တွေထွက်လာတယ်လည်းရှိတယ်အဲအဲ့လိုမျိုးမဟုတ်ဘူး तू ကတကယ်အထဲထဲမှာအကောင်းဆုံးကိုထည့်ပေးတာလားကျွန်တော်နောက်ရက်ကျရင်တောင်ဖွင့်ပြပြပြီနော်အခုကတော့ကျွန်တော်ဒါဟုတ်ဈေးသက်သက်သာလုပ်ပေးတာရယ်ပြီးတော့ဘယ်လိုမျိုးသုံးလို့ရလဲဆိုတော့အားပြပြမယ်6 kW ကကျွန်တော်မစ်ချွေတို့အနေနဲ့ aircon တစ်ကောင်ထပ်ပို့သုံးမယ်အဲ sorry aircon တစ်ကောင်တစ်လုံးထပ်ပို့သုံးမယ်ပေါ့နော်ဥမာတစ်ကောင်ခွဲ မောင်းရံတကောင်တစ်လုံးထပ်ပို့သုံးမယ်ဆိုရင်နှလုံးကနေစပြီးသုံးမယ်ဆိုပြီး6ကီလိုစသုံးတော့ပြီးတော့ဒီကောင်နဲ့ parallel ချိန်လို့ရတဲ့အပေါ်မှာကျွန်တော်တို့နောက် inverter ဒီ6ကီလိုကနောက်တစ်လုံးနဲ့လည်းချိန်ပြီးသုံးရ12ကီလိုအနေနဲ့လည်းသုံးလို့ရအဲ့တော့ရေရှည်မှာကျွန်တော်တို့ကအဓိက brand တစ်ခုကိုကျွန်တော်ရေရှည်ကြည့်တယ်ပေါ့နော်အဲသူရဲ့ကျွန်တော် support ရှိမလားပေါ့ဒီမှာเนาะကျွန်တော်တို့ service center တွေရှိမလားပေါ့ service center လည်းရှိတယ်ကျွန်တော်တို့ပြင်ပေးတဲ့ site တွေလည်းရှိတယ် တင်မီတဲ့ဆန်ဆိုတာဒီကျွန်တော်တို့ဒီဒီ less energy ကိုเนาะကျွန်တော် sorry less power ကိုကျွန်တော်တို့တင်မီတဲ့အာကုမ္ပဏီပေါ့ service center ကြီးရှိတယ်ပေါ့เนาะအဲ့တော့ဒီဟာကိုအဲ့လိုမျိုးကျွန်တော်တို့ကအာမခံနည်းနည်းပါသေးတယ်เนาะကျွန်တော်ဒီဟာကိုအဲ့လိုမျိုးအဆုံဝယ်လို့ရနေတဲ့အပင်ကိုကျွန်တော် service center လည်းရှိတော့မိတ်ဆွေရေးချဲ့လို့ရတယ်နေမှာပါတယ်အဲဒါကြောင့်ကျွန်တော် recommend ပေးချင်တာတခြားဟာတော့မဟုတ်ကျွန်တော်အရှိမသူ့ရဲ့ quality တွေကျွန်တော်စောင့်ကြည့်တယ်လုံးဝမရအောင်ကျွန်တော်တခြားဆိုင်တွေရအောင်ညာတွေ့တယ် အလုံးဝမရောင်းသေးဘူး brand အစ်စ်ကိုကျွန်တော်တော်တော်နဲ့မကင်ဘူးပေါ့နော်အခုနောက်ပိုင်း brand တစ်ခုကျွန်တော်တေချာကြိုက်တယ်တေချာဒီကောင်းရဲ့ service ကြိုက်တယ်ဆိုမှကျွန်တော်လည်း customer တွေကိုရောင်းတာအဲ့တော့ကျွန်တော်အခုကနောက်တစ်ခုကျွန်တော်ပြောပြပေးမှာ Zeno Zeno ကဒီလောက်ကောင်းနေဆိုရင် Meizu ရဲ့အနေနဲ့ထင်မှာ20ကျော်မယ်30ကျော်မယ်ပေါ့နော်တိုင်း20ကျော်မယ်16သိန်းလောက်ရှိမယ်17သိန်းလောက်ရှိမယ်အနည်းဆုံး17သိန်းပေါ့ဗျာရောင်းမယ်ဆိုလဲဒီကောင်အလောက်မရှိဘူးကျွန်တော်18သိန်းခွဲနဲ့ market ထဲမှာရောင်းနေတယ်အခု အဲ့ဒါကိုမိတ်ဆွေကဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီဗီဒီယိုကြည့်ပြီးဝယ်မဲ့မိတ်ဆွေတွေအတွက်ကျွန်တော်16သိန်းနဲ့ရောင်းပေးမယ်ဒီဗီဒီယိုကြည့်ပြီးတော့ကျွန်တော်ဝယ်မယ်ဆိုမှနော်ပြီးတော့ကျွန်တော်တို့အာ store ရှိတဲ့အထုပဲကျွန်တော်ရောင်းပေးမှာပေါ့အဲ့တော့16သိန်းနဲ့ရောင်းမယ်16သိန်းအပြင်ကိုကျွန်တော်တို့ဘာတွေထပ်လျှော့ရအောင်လဲဆိုတော့ကျွန်တော်တို့ brand solivo brand နဲ့ကျွန်တော် battery ပေါ့နော်51 300 solivo battery နဲ့ဒီကောင်နဲ့အတူတူတက်မယ်ဆိုရင်တက်ဆင်ကအခမ်းမဲ့ရမယ် ပင်ဒီကောင်လည်းတသိန်းခွဲ short ပေးဦးမယ်အဲ့တော့ကျွန်တော်ဘယ်လောက်ဖြစ်သွားမလဲဆိုရင်အပီးစီးကိုကျွန်တော်66ပင်ကောင်လည်းကျွန်တော်တက်လို့ရအဲ့တော့အဲ့လောက်ထိတက်တာတာဖြစ်တဲ့အတွက်မိတ်ဆွေတို့လုံးဝလုံးဝဒီအချိန်မှာတက်ဖို့ကျွန်တော်တို့ကောင်းမ်းပေးတယ်အဓိကသူများတွေကျွန်တော်တို့ထင်မှာတော့မိုးရွာနေတယ်ရောင်းမကောင်းလို့ဒီကောင်ဈေးတွေချပြီးရောင်းတာတကယ်အဲ့လိုမဟုတ်ဘူးဈေးချလို့ကျွန်တော်ဈေးချပြီးတာကျွန်တော်ကိုယ်တိုင်ဈေးချပြီးမရောင်းဘယ်တော့မှဘာလို့ဆိုကျွန်တော်တို့က service ကိုကောင်းကောင်းပေးတာဖြစ်တဲ့အပေါ်မှာကျွန်တော်ဈေးချပြီးရောင်းလို့လုံးဝမရအောင်အဲသူများတွေကကျွန်တော်တို့ ထောက်ဝဈေးပဲဆက်ဆက်ဘလောက်ပဲဆက်ဆက်ကျွန်တော်တို့ဈေးအလောက်ချလို့မရဘူးဆိုကျွန်တော် service ကိုသိချပေးရတယ်ပြတ်တဲ့ဆိုရင်အစားထိုးအလုံးအိမ်ထိလာလဲပေးတယ်ပြီးရင်ကျွန်တော်တို့ armor ခန့်နေအများကြီးပေးရတယ်ပြီးရင်ကျွန်တော် insulation warranty လည်းပေးရတယ် insulation warranty ဆိုတာမဲဆိုတော့အိမ်မှာပြတ်တယ်ဆိုရင်ကျွန်တော်တစ်နှစ်အတွင်းလုပ်ပေးတယ်ကျွန်တော် solivo နဲ့တတ်တယ်ဆိုရင်ကျွန်တော်၅နှစ်အတွင်းလုပ်ပေးတယ်အဲ့တော့ပုံမှန်အားဖြင့်ကျွန်တော်အများကြီးအများကြီး service တွေအများကြီးပေးရတဲ့အပေါ်မှာကျွန်တော်ဈေးလုံးဝ short လို့မရအောင်အဲ့တော့ဒါတွေကဈေးချလို့ကျွန်တော်ဈေးချပေးတာဖြစ်တယ်ပေါ့နော် အဲ့လိုမျိုးမြင်တဲ့အပေါ်မှာမိတ်ဆွေလိုတယ်လိုချင်တယ်ဆိုရင်မှိုင်လို့ရတယ်အာကျွန်တော်တို့ဒီပါဝါဖို့ကျွန်တော်တို့ဒီတာမွေမှာလည်းရှိတယ်ညတော့ကောင်မှာလည်းရှိတယ်အဲ့တော့နှစ်ခုလုံးမှာရှိရတဲ့မိတ်ဆွေကိုပုံဆက်ပြီးလဲမှိုင်လို့ရတယ်လို့ဆိုင်မှာလာရောက်ပြီးတော့ကြည့်ရှုပြီးတော့စမ်းသပ်ပြီးလဲဝယ်ယူနိုင်ပါခင်ဗျာအဲ့တော့ဒီအားလေးကိုကျွန်တော်ဝယ်ယူဖို့အတွက်ကိုအာဈေးနှုန်းတွေလည်းကျွန်တော် short ပေးထားတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အမြန်ဆုံးလာရောက်ခဲ့ဖို့ကျွန်တော်တိုက်တွန်းတယ်နော်အဲ့တော့ကဲအဲ့တော့ဒီနေ့ရောဒီလောက်ပဲကျွန်တော်နောက်နေ့ထပ်ပြီးတော့တခြားဟာတွေကျွန်တော်ပြောပြပေးမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်အပူရဲ့